ဇီဘူပြည်အနီးနားဒေသတွေဖြစ်တဲ့လီဆမ်မာ Negros Oriental တို့မှာလည်းပြည်မြေတနခန်းစားခဲ့ရပါတယ်။လူပေါင်းသိန်းနဲ့ကြီးထိတ်လန့်တော်လုပ်ခဲ့ရတယ်လို့ကမိုင်းဝင်ဆောင်အနေနဲ့နေစဉ်လူမှုဘဝတွေကိုလည်းကြီးကျယ်ပဲထိခိုက်ပျက်စီးစေခဲ့ပါတယ်။ကဘာလက်ခီးတဲ့ရင်နဲ့အပြာရောင်ပင်လေရည်ကြောင့်နာမည်ကျော်တဲ့ဖလပိုင်ကျွန်းစုဟာအကူအညီလိုအပ်နေတဲ့နေရာတစ်ခုဖြစ်ခဲ့ပါတယ်။မင်္ဂလာပါခင်ဗျ။ The World Power မြန်မာ YouTube Channel ကနေပြန်လည်ကြိုးဆိုပါတယ်။ရှီတောင်အရှာကအပူပိုင်းအရေးဒေတာတစ်ခုဖြစ်တဲ့ဖိလစ်ပိုင်နိုင်ငံက မတူ괴ပြတဲ့ယဉ်ကျေးမှုတွေရင်သက်ရှုမိုးရာရှုခင်းနဲ့ကျွေဝါတဲ့တမန်ကျောင်းတွေရှိတဲ့ကျွန်းပေါင်း9000ကျော်နဲ့ဖွဲ့စည်းထားတဲ့နိုင်ငံတစ်ခုဆိုတာသင်သိပါသလား1943ခုနှစ်မှာစပိန်စူးစမ်းရှာဖွေသူ Ray Lopez de Villalobos ကစပိန်နိုင်ငံ Felix II ကိုအစွဲပြုပြီးတော့မှဖိလစ်ပိုင်လို့နာမည်ပေးခဲ့တာဖြစ်ပါတယ်ဖိလစ်ပိုင်က1965ခုနှစ်ကနေ1898ခုနှစ်ထိနှစ်ပေါင်း300ကျော်စပိန်လက်အောက်ခံကိုလိုနီဖြစ်ခဲ့ပြီးတော့ဒါကသူတို့ရဲ့ယဉ်ကျေးမှုနဲ့ဘာသာရေးပေါ်မှာအကြီးအကျယ်လွှမ်းမိုးခဲ့ပါတယ် ဆယ်စုနှစ်များစွာကြာအမေရိကန်ကိုလိုနီလောက်ခံဖြစ်ခဲ့ပြီးတော့ဖလက်ပိုင်1946ခုနှစ်ဇွန်လ4ရက်နေ့မှာအမေရိကန်ပြည်ထောင်စုစီကနေလွတ်လပ်ရေးရရှိခဲ့ပါတယ်ဖလက်ပိုင်နိုင်ငံကကမ္ဘာအရှိချာဆိုခရစ်မတ်ခလာကိုချစ်ပါလေးရှိပြီးတော့စက်တင်ဘာလအစပိုင်းလောက်ကနေကစတင်လို့ဇန်နဝါရီလအထိကြာမြင့်တက်ပါတယ်မြန်မာနဲ့ဖလက်ပိုင်အကွာအဝေးကမိုင်ပေါင်း1800တက်မိုင်ကီလိုမီတာ2914ရှိပါတယ်လက်ရှိဖလက်ပိုင်မှာလှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ငရင်ကြောင့်အနည်းဆုံးလူ82ဦးသေဆုံးခဲ့ပါတယ် စသားတွေရဲတွေနဲ့စေရနာဝန်ထမ်းတွေဟာအိန္ဒိယဒေဝင်တိုင်အတွက်ရှာဖွေပြီးတော့အသက်ရှင်ကြရတူတွေကိုလင်းမြန်ရှာဖွေကဲစင်နေပါတယ်ဒေသစံတော်ကြီးညာစနယ်လောက်မှာဖလပိုင်အလဲပိုင်းကိုပြင်းအား6.9မက်ဂနီကျူးရှိတဲ့ပြင်းထန်တဲ့ငရင်လောက်ကပ်ခဲ့တာပါဒီငရင်ဘူချက်ကစီဘူးကျုံကလူဦးရေ9000လောက်ရှိတဲ့ဘိုကိုမြို့ခံယူရမြို့ရဲ့အရှိမြောက်ဘက်ဆန်နမဲလောက်မှာတည်ရှိပြီးတော့ဓာအားလိုင်းတွေပြတ်တောက်ပြီးလူတွေအိမ်ပြင်ဖျက်ပြီးခဲ့ကြရပါတယ် ဒီနေ့မက်လာတော့ကမန္တလေးနဲ့မုံရွာမှာလှုပ်ခတ်ခဲ့တဲ့ငရင်းနဲ့နှိုင်းရှင်ကြီးအဲဒီတော့ကပြင်အား9.8မဂနီကျူရှိနေတာကြောင့်အခုလှုပ်ခဲ့တဲ့ငရင်းနဲ့3.8မဂနီကျူပဲကွာတာကိုတွေ့ရပါတယ်။ဒါကိုကြည့်ရင်ငရင်းကဘလောက်ပြင်းထန်လဲဆိုတာကိုကျွန်တော်တို့ပို့ပြီးတော့မှသိနိုင်ပါတယ်။ဒီနေ့မက်လာကမန္တလေးနဲ့မုံရွာမှာငရင်းလှုပ်တော့ကအရှာရကိုဘလို့ဖြက်စီးပြနေလဲလူအသက်တွေကိုဘလို့သေဆုံးစေနိုင်လဲဆိုတာကိုယ်တိုင်တွေ့ကြုံခဲ့ရတာကြောင့်ကျွန်တော်တို့ကငရင်းအကြောင်းဘယ်သူမှပို့သိနိုင်မှာမဟုတ်ပါဘူး။ ဲ့ဒီတော့ကခန်းစားခဲ့ရတဲ့နာကျင်မှုတွေကအခုဒီမပြောက်သေးဘဲနဲ့မန္တလေးက Sky Villa မှာတချို့လူတွေဆိုရင်အခုဒီရှောက်ပွေးနေရသေးပါငရင်ဘိုးချင်းနဲ့နေတဲ့ဘိုးကူမျိုးကဆေးုံမှာတော့လူနာတွေနဲ့ပြည့်နေနေပြီးအယမ်းများနေတဲ့အထက်လူနာတွေကိုဆေးုံပြင်ဘက်မှာကုသပေးနေရတယ်လို့ဆိုပါတယ်ဒီငရင်ကလူအများစုအိပ်ပျော်နေတဲ့ညဘက်မှာလှုပ်ခဲတာဖြစ်ပါတယ်ဒါကဖိလစ်ပိုင်မှာဆယ်စုနှစ်ဆယ်နှစ်ကျော်အတွင်းလှုပ်ခဲတဲ့အပြင်းထန်ဆုံးငရင်တွေကတစ်ခုဖြစ်ပါတယ် ဒါပေမဲ့မြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ငွေရင်းနဲ့နှိုင်းယှဉ်တော့2025ခုနှစ်မတ်လ28ရက်နေ့ကလှုပ်ခဲ့တဲ့ပြန်အား9.8မဂနီတူးငွေရင်းငွေရင်းကတော့1900နှစ်နောက်ပိုင်းမှာမြန်မာနိုင်ငံရဲ့ငွေရင်းဘူရက်ကနေလှုပ်ခဲ့တဲ့ငွေရင်းဒီထဲမှာအပြင်းထန်ဆုံးဖြစ်ခဲ့ပါတယ်။ဖိလစ်ပိုင်ငွေရင်းကတော့ည7:00နာရီမတိုင်ခင်လေးမှာလှုပ်ခဲ့တာဖြစ်တယ်လို့လူတွေကအေးအာဝင်နေကြတာဒါမှမဟုတ်အိတ်ဖို့ပြင်ဆင်နေကြတာဖြစ်လို့တည်ဆုံးသူရေတွေတလောက်များလာတာဖြစ်ပါတယ်။လက်ရှိမှာတော့ဖိလစ်ပိုင်ကကယ်ဆယ်ရေးအဖွဲ့တွေဟာအသက်ရှင်ကြရေးသူတွေကိုဆက်လက်ရှာဖွေနေပါတယ်။ ပြိုကျနေတဲ့အိမ်တွေနဲ့ပျက်စီးနေတဲ့အဆောင်တွေကိုပြန်တမ်းရှာဖွေနိုင်မှုခွေးနဲ့ဗဟိုးရှင်တွေကိုအသုံးပြုနေပါတယ်။အဲ့ဒီအဆောင်တွေကရုတ်တရက်ပြိုကျခဲ့တာဖြစ်ပါတယ်။ဖိလစ်ပိုင်အာနာပိုင်တွေကစီပူပြည်တွေမှာငရင်ညပျက်စီးခဲ့တဲ့နေရာတွေကရှာဖွေကယ်ဆယ်လုပ်ငန်းတွေပြီးဆုံးသွားပြီလို့ချက်တာပရီနေမှာပြောကြားခဲ့ပါတယ်။လက်ရှိတည်ဆုံးသူရေအတွက်82ဦးတဲ့ပုံများလာဖို့မရှိနိုင်တော့ဘူးလို့ခန့်မှန်းထားပြီးတော့ပျောက်ဆုံးနေသူအစည်းအဝေးကိုလည်းဆက်စည်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ အခုချိန်မှာတော့ကယ်ဆယ်ရေးအဖွဲ့တွေအာယုံဆိုင်မှုကအသက်ရှင်ကြရေးသူတွေစုအကူအညီပို့ရေးဘက်ကိုပြောင်းလဲသွားခဲ့ပါပြီမြန်မာနိုင်ငံမှာလုပ်ခဲ့တဲ့ငရင်ပေးချောင်းဒေဝင်သိဆုံးသူအရေးတော်က3600ကျော်လွန်သွားပြီးတော့ဒဏ်ရာရရှိသူ9000ကျော်ရှိခဲ့တယ်နဲ့နိုင်ရှင်တော့ဒီကိန်းကနန်းနေရအများကြီးနေနေနိုင်ပေမဲ့အသက်တိုင်းမှာကတန်ဖိုးရှိပါတယ်ဒီငရင်ကြောင့်လူပေါင်း2000ကျော်နေရဆုံးခွာခဲ့ရပြီးတော့လူ300ကျော်ဒဏ်ရာရရှိခဲ့ပါတယ်အချို့နေရာတွေနဲ့အဆက်အသွယ်လုံးဝပြတ်တောက်နေတာကြောင့်ပျောက်ဆုံးသူဘယ်လောက်ရှိတယ်ဆိုတာတော့မသိရသေးပါဘူး ။ဒါပေမဲ့တို့ကရှာဖွေကင်စီရဲ့ရွှေရောင်နိုင် Golden Hour လို့ခေါ်တဲ့အချိန်ကာလအတွင်းမှာပဲရှိနေပါသေးတယ်။ရွှေရောင်နိုင်ဆိုတာကငရင်လောက်ပြီးတဲ့နောက်ပထမဆုံး24နှစ်ကနေ82နှစ်အထိကာလကိုဆုလုပ်ပါတယ်။ဒီအချိန်ကာလကပြည့်စည်တဲ့မှာပြိမိနေတဲ့အသက်ရှင်ကျန်ရဲ့သူတွေကိုရှာဖွေကင်စီဖို့အခွင့်အရေးအကောင်းဆုံးခြင်းဖြစ်ပါတယ်။82နှစ်ကျော်သွားရင်တော့ပုံမှန်လူတရတော်အစားအသောက်အရေးမရှိဘဲနဲ့အသက်ရှင်ဖို့ခက်ခဲတာကြောင့်မို့လို့နိုင်ငံကြီးတွေအောက်မှာအစားအသောက်နဲ့ရေမရှိဘဲနဲ့ပြိမိနေသူတွေအတွက်ဆိုရင်ပြောစရာတော့မလိုတော့ပါဘူး။ ။ဒါကြောင့်ဒီရွှေရောင်နာရီကကေစီအဖွဲ့တွေအတွက်ရှာဖွေပြီးကူညီပေးနိုင်မှုအကောင်းဆုံးအချိန်ဖြစ်ပါတယ်။ငရင်ပြည်နောက်ဆက်တွဲငရင်ကြီးဆက်လက်လှုပ်ခတ်နေတာကြောင့်ဒေသခံအများပြားကသူတို့ရဲ့နေအိမ်ပြင်ပမှာပဲနေထိုင်ကြရပါတယ်။ငရင်ကြောင့်တိကတ်တန်ရရှိသူတွေနဲ့အခြားလူနာတွေကိုလည်းဆေးဝါးဆောင်နေအပြင်ဘက်မှာကူတာပေးနေကြရပါတယ်။အခြေခံဆောင်နေပျက်စီးပြီးဆက်သွေးတွေပြတ်တောက်နေသလိုတံတားတွေပြိုကျပြီးတော့လမ်းတွေလည်းပိတ်ဆို့နေပါတယ်။ဒါအပြင်ကျွန်းမမမိုးတိတန်စွာရွာသွန်းနေတာကြောင့်ကယ်ဆေးလုပ်ငန်းတွေကပုံပြီးခက်ခဲနေပါတယ်။ လူပေါင်း150ကျော်တန်ရရှိခဲ့တယ်လို့လည်းကြားသိရပါတယ်။ဇေယုနေရလူနာတွေနဲ့ပြည်နယ်နေပြီးတော့စေမချမ်းမြေစီယာမြင်ကွင်းတွေကလည်းအများကြီးရှိနေပါတယ်။မိသားစုဝင်တွေကအလောင်းထဲအိအများပြားအနားမှာစုယုံပြီးတော့မှငွေကြွေးပူဆွေးနေကြပါတယ်။ဖိလစ်ပိုင်လူနေရမျိုးကဒီလိုမျိုးခြေခွဲပွဲရာမြင်ကွင်းတွေကြောင့်ဒီငရင်ရဘလောက်တိဆိုးရပြင်းထန်လဲဆိုတာကိုပြသနေပါတယ်။ဒါပြင်နောက်ဆက်တဲ့ငရင်တွေလည်းအတော်များများလှုပ်ခဲ့ပြီးတော့အပြင်းထန်ဆုံးကတော့6.3မဂနီကျူတီရှိခဲ့ပါတယ်။ငရင်ကအမကန်ပြင်းထန်ခဲ့ပါတယ်။ ဖိလစ်ပိုင်သမ္မတဖာဒီနယ်မာကိုစ်ဂျူနီယာကအမြဲဆုံးအကူအညီပေးမယ်လို့ခရီးပြုခဲ့ပါတယ်။သူကကယ်ဆယ်ရေးလုပ်ငန်းတွေကိုကြီးကြပ်ဖို့ဝန်ကြီးအဖွဲ့ဝင်တွေကိုစီဖို့ကိုဆေးလုပ်ခဲ့ပြီးဖြစ်ပါတယ်။မနီလာမြို့ကမ်းခြေဆောင်တပ်ဖွဲ့ကိုဆရာဝန်တွေသူနာပြုတွေစေဝါးတွေနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းတွေနဲ့တူဆေးလုပ်ခဲ့ပါတယ်။ဖိလစ်ပိုင်နိုင်ငံက Pacific မီးတောင်ကျောင်းဝိုင်းပေါ်မှာတည်ရှိတာကြောင့်ငရင်နဲ့မစိမ့်မိမဲ့ဒီဒီချင်းငရင်ကတော့ပျက်စီးအများဆုံးနဲ့အသေးပြအများဆုံးငရင်တွေကတခုဖြစ်ခဲ့ပါတယ်။ဘောဂမြို့အနီးက မက်ဒလင်မြို့နယ်ရဲ့ဒေတာဆိုင်ရာဘေးအန်နီယုံအကြီးကြီးဖြစ်တဲ့ဂျမ်မာဗီလမော်ကနေအိမ်ကြီးရဲ့မျက်နှာချက်တွေနဲ့နိုင်ရည်ပြူကြတာကြောင့်အ ਨੇ စုံလူဆန်တဲ့ဦးသေးဆုံးခဲ့ပြီးတော့အချို့အားအိပ်ပျော်နေအောင်သေဆုံးခဲ့ရတာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။အနီးနားကဇာရီမီဂျီရိုမျိုးရဲ့ဒူးမျိုးတော်ပေါ့အယ်ဖီရိနက်စ်ကတော့ဘက်စကော့ဘောပွဲကနေထွက်ပြေးနေစဉ်တွေမှာပြူကြလာတဲ့နိုင်ရည်တွေကြောင့်ကန်ဂျီဆောင်တပ်ဖွဲ့ဝင်၃ဦးမိသက်သမား၃ဦးနဲ့ကလေး၃ဦးစုစုပေါင်း၅ဦးသေဆုံးခဲ့တယ်လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။ဖိလစ်ပိုင်မိတော်ဒေတာနဲ့ ငရင်ဗီဒာအင်စတီကျူကဆူနာမီသတိပေးချက်ခေတ္တထုတ်ပြန်ခဲ့ပြီးဓမီတာကို၃ပေတိမြင့်နဲ့မြန်မာတဲ့လိုင်းလုံးတွေဖြစ်လာနိုင်ကြကြောင့်စီဘူလေဒီနဲ့ဘီလီယံအနီးနာကပြည်နယ်တွေကခံယူတတ်နေတဲ့ဝဝီနေဖို့အချက်ပြုခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီလိုလိုင်းတွေရောက်မလာခဲ့ဘဲနဲ့၃နိုင်ကျော်ကြာမှာတော့ဆူနာမီသတိပေးချက်ကိုရုပ်သိမ်းခဲ့ပါတယ်။ဒါပေမဲ့စိတ်ဒဏ်ရနေတဲ့ထောင်ပေါင်းများစွာသောဒေသခံတွေကနေနေကိုမပြန်ရဲကြဘဲနဲ့မိုးတပွဲပွဲရွာနေတဲ့ကြားကပဲဗန်းကျန်နေတဲ့မြခင်ပြည်နယ်မှာညအိတ်ခဲ့ကြပါတယ်။ ဒီငရင်မလုပ်ရင်ရန်နေငယ်လိုကစီပွေနဲ့ပတ်ဝန်းကျင်ဒေသတွေဟာပြင်းထန်တဲ့မုန်တိုင်းတံကနေပြန်လည်နလန်ထူဖို့ကြိုးစားနေရတဲ့အချိန်ဖြစ်ပါတယ်။အဲဒီမုန်တိုင်းကြောင့်ရေနစ်တာနဲ့တပ်ပင်လဲကျတာတွေကြောင့်လူ29ဦးသေဆုံးခဲ့ပြီးတော့မြို့တွေမှာသာပြတ်တောက်ပြီးလူတွေကိုဘေးလို့ရရွှေ့ပြောင်းခဲ့ရပါတယ်။ငရင်လောက်ခဲ့တဲ့မြို့နယ်တွေနဲ့မြို့တွေမှာအဆောင်တွေလုံခြုံရေးကိုစစ်ဆေးနေကြမှာပဲ။ကျောင်းတွေနဲ့ဆိုရယုံတွေကိုပိတ်ထားခဲ့ရပါတယ်။ဖိလစ်ပိုင်မိတောင်ဒေသနဲ့ငရင်ပြည်ကအင်စတီကျူညင်ကြိုင်မှုတာရီစီတိုဘခေါ်ခေါ်က အင်္ဂါနေ့ကငရင်လှုပ်ပြီးတဲ့နောက်နောက်ဆက်တဲ့ငရင်ပေါင်း600ကျော်ကိုတိုင်းတာရရှိခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။ Pacific မီးတောင်ဂျိုဝမ်ပေါ်မှာတည်ရှိတဲ့ဖိလစ်ပိုင်နိုင်ငံကငရင်နဲ့မီးတောင်ပေါက်ွဲမှုတွေအဖြစ်များနေနေရဖြစ်ပါတယ်။ဒါအပြင်ဒီနေ့ကိုမုန်တိုင်းနဲ့မုန်တိုင်းငယ်အခု20လောက်ဖြတ်တန်းလေးရှိတဲ့အတွက်ကမ္ဘာပေါ်မှာဘေးရန်နေရာဖြစ်နိုင်ဆုံးနိုင်ငံတွေတဲကတခုဖြစ်ပါတယ်။ညကြီးလှုပ်ခတ်တဲ့အခါအရာရာကစက္ကန့်ပိုင်းအတွင်းပြောင်းလဲသွားပါတယ်။ဖိလစ်ပိုင် Pacific မီးကွင်းပေါ်မှာတည်ရှိတာကြောင့်မို့လို့ငရင်နေရာအဲဒီကလူတွေအတွက်ဘဝရဲ့စိတ်ပိုင်းတစ်ခုလိုဖြစ်နေပါတယ်။ မြန်မာနိုင်ငံမှာလည်းအဓိကပြည်ပြေကြိုးတွေရှိတာကြောင့်ဆိုးရွားတဲ့အနေအကိုရင်ဆိုင်နေရပါတယ်။နိုင်ငံချင်းမတူပေမဲ့သင်ကန်းစာကတော့အတူတူပါပဲ။ဂျိုဒီပြင်စင်ထားတဲ့လူတွေကအသက်ပူရှင်နိုင်ပြီးပိုးမြမြနလန်ထူပြီးတော့မှသူတို့ချေရတဲ့သူတွေကိုလည်းကာကွယ်နိုင်ပါတယ်။ကဘာကြီးကိုအကွဲနေတဲ့ကျဲဥအခွန်လိုတွေးကြည့်ပါ။အဲ့ဒီအကွဲချောင်းတွေကိုဘူမိရေပြာအနာသက်များ tectonic plate boundaries လို့ခေါ်ပါတယ်။ဖိလစ်ပိုင်ကဘူမိရေပြာအချို့တစ်ခုနဲ့တစ်ခုတွန်းထိုးပြီးရှော့တိုက်နေတဲ့နေရာမှာတည်ရှိပါတယ်။ ဖီယာရီယာနဲ့ပေါင်းများစွာတပြည့်ပြည့်တိဆောက်လာပြီးမှယုတ်တိရလွတ်ထွက်သွားပါတယ်။အဲဒီလိုလွတ်ထွက်သွားတာကငရင်ဖြစ်လာတာပါ။မြန်မာနိုင်ငံပစိဖိတ်သမုဒ္ဒရာပေါ်မှာမတည်ရှိပြီးမဲ့အန်ဒီယန်နဲ့ဝေးနေတာတော့မဟုတ်ပါဘူး။အကြီးကပြည့်ပြည့်စနစ်တည်ရှိပါတယ်။အဲဒီပြည့်ပြည့်ကျော်ကမြောက်လောကနှစ်ခုကိုဆက်ပေးထားတဲ့ဇစ်တစ်ခုလိုပါပဲ။သူလျှော့တိုက်သွားတဲ့အခါမှာမြို့တွေနဲ့ကျွာတွေအလုံးလှုပ်တာကိုကျွန်တော်တို့ခံစားရပါတယ်။ကျွန်တော်တို့စီမားလက်ပြစီဆုံးရှုံးမှုများတဲ့ငရင်တွေလှုပ်ခဲ့မှုပါတယ်။ဖျားเจ้าနေအင်းကြီးเจ้าနေမှာအเจ้าနေထင်ခဲ့ပါတယ်။ လူရီယာတုံလုံးမှုဖုံမုတ်တွေနဲ့ဖုန်းလိုင်းတွေရုတ်တရက်ပြတ်တောက်သွားတာကိုအမှတ်ရနေကြပါတယ်။မရင်လောက်တဲ့အချိန်မှာခန်းစားရတဲ့ခန်းစားချက်ကဖိလစ်ပိုင်ကလူရီခန်းစားရတဲ့ခန်းစားချက်နဲ့အတူတူပါပဲ။နေရာတွေသာမတူပေမဲ့အမှန်တရားကတော့အတူတူပါပဲ။မြေကြီးအတမနဲ့အတွင်းမှာကျွန်တော်တို့ဘဝတွေကိုပြောင်းလဲပြင်နေပါတယ်။မြန်မာနိုင်ငံမှာလုတ်ခဲ့တဲ့ငရင်ဗီဒီယိုတွေလည်းရှိပါသေးတယ်။အောက်မှာဖော်ပြထားတဲ့ link ကနေတစ်ဆင့်သင်ပို့ပြီးတော့မှကြည့်ချင်သွားရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျ။မယင်းနေရာကြိုတင်အတိပေးခြင်းမရှိဘဲနဲ့ရုတ်တရက်လောက်တက်ပါတယ်။မုံတိုင်းတိမ်တိုက်တွေလည်းမပေါ်ဘူး။ အခြေရေတွက်တာလည်းမရှိပါဘူးဖိလစ်ပိုင်နဲ့မြန်မာလိုမျိုးတက်ကြွလှုပ်ရှားတဲ့ပြည်ပြည်ကျော်တွေနဲ့ဘူမိရေပြာအနာသက်တွေအနီးမှာနေထိုင်ရတဲ့အတွက်ငရင်နေရာကျွန်တော်တို့ဘွားရဲ့ဒစိတပိုင်းလိုဖြစ်နေပါတယ်ကျွန်တော်တို့ကငရင်လောက်တာကိုရပ်တန့်လို့မရပါပဲချိုတင်ပြင်ဆင်ထားနိုင်ပါတယ်သေးပညာရှင်တွေကငရင်အရွယ်အစားကို magnitude နဲ့တိုင်းတာပြီးတော့မှတက်ရောက်မှုကိုပြင်ရ intensity နဲ့တိုင်းတာပါတယ် magnitude ဆိုတာကထုတ်လွှတ်လိုက်တဲ့ဆိုင်းရဲ့ပမာဏဖြစ်ပြီးပြင်ရဆိုတာကတော့သင်းမြို့မှာဘယ်လောက်ပြင်းပြင်းထန်ထန်ခံစားရတယ်လဲဆိုတာကိုဆိုလိုပါတယ် နေရနှစ်ခုကငရင်တခုတည်းကိုပဲမတူညီတဲ့ပုံစံမျိုးခံစားရနိုင်ပါတယ်။တချို့ကအဆောင်အုံကိုကုန်တင်ကားနဲ့ကိုက်လိုက်တဲ့လိုမျိုးလင်မြန်တဲ့ဒုံခါမှုကိုခံစားရနိုင်ပါတယ်။ဒါမှမဟုတ်လိုင်းထန်တဲ့ပင်လယ်တွေကလို့လှုပ်ရှားမှုကိုခံစားရနိုင်ပါတယ်။အထက်မြင့်ဆောင်တွေကပုံပြီးပြပြလှုပ်နိုင်ပြီးအထက်နေအဆောင်တွေကတော့ပုံပြီးပြင်းပြင်းထန်ထန်ဒုံခါနိုင်ပါတယ်။မြေကဘာကပြောတဲ့မြေသားနီးမှဆိုရင်ဒုံခါမှုကပုံပြင်းထန်ပြီးတော့မှပိုကြကြခံစားရနိုင်ပါတယ်။ဒါကြောင့်အကွာအဝေးနည်းနည်းလေးသာကွာတဲ့ရက်ကွက်တစ်ခုမှာပြည့်စည်ဆုံးရှုံးမှုတွေကမတူညီတာကိုတွေ့ရပါတယ်။ ငရင်နဲ့ပတ်သက်ပြီးရှောင်းတဲ့ညယူဆအမားတွေကတော့ယူဆအမားတို့ကတကားပေါက်နားမှာရက်ပါအမှန်တရားကတကားပေါက်တွေကခင်မီအဆောင်တွေရဲ့တခြားအစိပ်ပိုင်းတွေဘူခံခဲ့တာမဟုတ်ပါဘူးအဲ့ဒီအစားခိုင်ခန့်တဲ့ဇပွဲအောင်မဝင်ပုံပါယူဆအမားတော်တို့ငရင်လုံနေတော့အပြင်ကိုပြေးပါအမှန်တရားကတော့လူများစွာပြေးနေချိန်မှာပြုတ်ကျတဲ့အရာတွေနဲ့ဖန်ခွဲစားတဲ့ကြောင့်တရားရတတ်ပါတယ်မြေပြင်ပေါ်ဝင့်နေပါဖုံးအုပ်ထားပါတကူးကူးကိုခြင်ထားပါနောက်တဲ့ယူဆအမားတို့နောက်ဆက်တဲ့ငရင်တွေကသေးတာကြောင့်ဖေးကင်ပါတယ် တကယ်မှန်တရားကနောက်ဆက်တဲ့ငရင်တွေကလည်းပြက်စီးဆုံးရှုံးမှုတွေဖြစ်စေနိုင်အောင်ပြင်ထင်နေပါလေ။ဒါကြောင့်သတိထားပါမယ်။ဒီအချက်လက်တွေကထောက်ကူဖြစ်တယ်ဆိုရင်အိမ်အဟောင်းတွေမှာနေထိုင်နေတဲ့သူတွေကိုမျှဝေပေးပါ။မိဆွေနေထိုင်ရာမြို့မရင်လောက်လာခင်မိဆွေလောက်အမတကူဒီတော့အစီအစဉ်ကိုလည်းမှတ်ချက်ပေးခဲ့နိုင်ပါတယ်။ဖိလစ်ပိုင်နိုင်ငံစီဘူဒီသားမှာလုတ်ခဲ့တဲ့ပြင်ထန်တဲ့ငရင်ကြောင့်ထိခိုက်ခံစားခဲ့သူအားလုံးနဲ့တူထပ်တူဝမ်းလဲရပါတယ်။တရားရည်အများဆုံးပြောက်ကင်းကြပါစေလို့မျှော်လင့်ပါတယ်။လူမှုရေးနဲ့ပညာရေးဆိုင်ရာဗီဒီယိုတွေနဲ့ပတ်သက်ပြီးနောက်ဆုံးရအမှန်ကန်ဆုံးသတင်းအချက်အလက်တွေကိုရရှိဖို့အတွက် ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့ခင်ဗျ။နားဆင်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ YouTube ကနေစီးပွားရှာဖို့မြန်မာ YouTuber တယောက်ဖြစ်ရည်တည်ဖို့အိမ်မက်မက်နေသူတွေအတွက်သတင်းကောင်းတစ်ခုရှိပါတယ်။ Wellpower မြန်မာကနေ YouTube Beginner Course တနင်္လာပြည့်စုံကိုစတင်ဖွင့်လှစ်လိုက်ပါပြီ။ကျွန်တော်တို့မှာ YouTube နယ်ပယ်အတွင်း၅နှစ်ကျော်တွေ့ကြုံနဲ့တက်တသမ၄သန်းအထိရှိတဲ့ subscriber အတိုင်းဝိုင်းကြီးရှိထားပါတယ်။စာရင်းလောက်ကန်ကျေးဇူးရှိပါလျက်နဲ့ဘလို့စတင်ရမှမသိလမ်းညွှန်မှုကိမဲ့နေတဲ့ဖန်တီးသူတွေရဲ့ဒုက္ခကိုကျွန်တော်တို့နားလည်ပါတယ်။ ။ဒါကြောင့်မလို့ကိုယ်တိုင်စားခဲ့ရတဲ့အချိန်ကလူချင်းနဲ့လမ်းပြမြေပုံမျိုးဘူး။ယခုတနေ့မှာဇန်နေတကြဗန်တီပေးထားပါတယ်။ပြီးတော့ကောင်းဆုံးချက်ကတနင်္ဂနွေက9000ချက်ပဲရှိပါတယ်။ကျွန်တော်တို့ရဲ့အကြီးကရည်ရွယ်ချက်ကစီပါရဲ့အကျိုးအမြတ်ထက်အနာဂတ်ဖန်တီးသူတွေရဲ့အိမ်မက်ကိုအထောက်အကူဖြစ်စေဖို့ပါ။ဒါကြောင့်ကိုပိုင် channel စဖို့ကိုတံမူလူတွေကြားအောင်လုပ်ဖို့ YouTube ကနေဝငွေရှာဖို့စိတ်ကူးရှင်ဒါကသင်ရဲ့အခွင့်အရေးပါ။အရှင်ဆွေးမိပါနဲ့စောစောစတင်လေးအိမ်မက်ကိုစောစောအကောင့်ထဲပို့နိုင်လိမ့်ပါ။ တနင်္လာနေ့ပသက်ပြီး Viber တို့မှ Telegram ကတဆင့်ဆက်သွယ်ဆုံးစမ်းနေပါတယ်။တင်းရဲ့ YouTube ခီးကို Wellpower မြန်မာနဲ့အတူစတင်လိုက်ကြရအောင်။အတူတူအောင်မြင်မှုစီဖို့ရှောက်လန်းကြရအောင်ခင်ဗျာ။